အားလုံးမင်္ဂလာပါမယ်ရီ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီကနေ့မှာတော့ Manchester United အသင်းနဲ့ Lamin Nova တရက်ပေါ့ဗျာစနေနေ့9နာရီခွဲမှာအဝေးခွင်း Notre Dame အင်ခွင်းမှာ Premier League ပွဲစဉ်တစ်စီကို United အသင်းကကစားဖို့ရှိနေပါတယ်ဒီနေ့သင်ကြမှာကွာခြားမှုတွေကအများကြီးရှိနေပါတယ်တစ်ဖက် Notre Dame တွေကသူတို့ရဲ့နေပြသည့်ခြောက်တဲ့လက်အောက်မှာ DR ဒီ Premier League ကတကယ့်ကိုရလဲစိုးရွားနေမှုရှိနေတယ်ကိုယ်နေတဲ့အသင်းက Premier League ၃ပွဲဆက်အနိုင်ရလဲတခုကိုဖော်ဆောင်ထားပြီးတော့ ကောင်းမွန်တဲ့အခြေအနေတခုကျွန်တော်တို့ရှင်းနေတော့ပါဗျာဆိုတော့ဒီနေ့သင်ကြမှာဘလို့အခြေအနေရှင်းမလဲဘလို့ချင်းနေပြဖြစ်သူ Ruby Emery ကပွေးတဲ့အခင်းချင်းမှာဘသူတွေကိုထည့်သိအသုံးပြုလာမလဲဆိုတာကျွန်တော်တို့ပွေးကြုံသုံးသက်ချက်အနေနဲ့ဆွေးနွေးတော့ပါမယ်အားလုံးမင်္ဂလာပါစာသမားတွေအားလုံးမင်္ဂလာပါပထမအဆုံးပေါ့ဗျာကျွန်တော် notification ကိုကြားလို့ချင်းသူတို့ကကိုဗစ်ကစားရပါတယ်ပွေးနိုင်နှစ်ပွေးတည်နဲ့၆ပွဲတိသူတို့ကရှုံးတာပြီးတော့ရမဲ၅မဲနဲ့အစင်း၁၆တဲဆေးစုံမှာ ်နင်းပြတိခြောင်တဲရဲလဲအောင်မှာရုံးကဲ့နေရတဲ့အခြေအနေစိုးတစ်ခုပိုင်ဆိုင်ထားတာပေါ့ PKD ယူပါလေပွေးစီမှာသူတို့အင်ကွေးမှာပေါ့ဗျာ2စီနဲ့နိုင်ခဲ့ပြီးတော့ Away Game Premier League မှာတော့ဘုံမောက်ကိုသူတို့2စီနဲ့ပြန်ရှုံးထားပါတယ်ဒါက Notre Dame ရဲ့အတွက်တကယ့်ကိုမလီကူတဲ့အခြေအနေတစ်ခုပေါ့နင်းပြတိလက်ထက်မှာသူတို့ကတကယ့်ကိုဒီရတီကဂျိုဆိုတစ်ခုလို့ပြောလို့ရတယ် PKD Premier League ရာသီမှာဆိုရင်ပေါ့ဗျာ Manchester United ရဲ့အသင်းတဲ့ပေါ်ရက်ကအများကြီးတာလဲနေတယ်တွတ်တော်ညာလဲအခုကိုယ်နေတဲ့အသင်းက တကယ့်ကိုကောင်းမွန်တဲ့အခြေအနေတခုကိုပိုင်ဆိုင်ထားတာပေါ့ဆိုတော့ပရီးမီးယားလေးကိုးပွဲကိုကြားလို့ချင်းတော့တပွဲကောက်ပါဗျာအင်ကွင်း၄ပွဲကစားတာပါတယ်တပွဲနိုင်တရေပွဲမရှိပါဘူး၃ပွဲတိသူတို့ရှုံးထားပြီးတော့တိုက်စီပိုင်ကသူတို့၃ကိုရလာတယ်ခန်စီပိုင်ကချီကိုဒီပေးထားရပြီးတော့အင်ကွင်းမှာသူတို့က၃ပွဲကိုရယူထားတာပေါ့ဗျာအဝေးကွင်း၅ပွဲကိုကြားလို့ချင်းနိုင်ပွဲမရှိသေးပါဘူး၂ပွဲတည်နဲ့၃ပွဲရှုပြီးတော့တိုက်စီက၂ကိုပေးရတာပါတယ်ခန်စီကအဝေးကွင်းမှာ၉ကိုဒီပေးထားရတယ် သူတို့ဒီတရေချတာတွေအတွက်အဝေးခွင့်နှမဲပေါ့ဗျာဆိုတော့သူတို့အတင်းနေနေပေါ့ဗျာစူးစူးပေါတိုက်စစ်က9ခုရတာပြီးတော့ခင်စစ်က16ခုတီသူတို့ခွင့်ပြုပေးထားခဲ့ရတယ်တားချောင်းတဲ့အတွက်ပရီးမီးယားလိမ်းမှာတကယ့်ကိုကျော်လင်နေတဲ့ပုံစံမှာရှိနေတာပေါ့ဗျာဒီနေ့ပွဲမှာသူတို့ကခင်စစ်ဂျီလီမူနဲ့ဂိုမပေးရရဲ့ကိုဥတည်ပြီးတော့ကစားလာဖို့ရှိနေတယ်လို့ကိုယ်နေတဲ့အတင်းကနိုင်ပွဲထက်မှန်ပြီးတော့ဖော်ဆောင်မှုအတွက်ကိုလုံးဝအမေကင်းစုကစားလာမှာပေါ့ဗျာ နော်တယ်ဘောတော့နောက်ဆုံး၅ဝင်းမှာဆိုရင်လည်းပဲသူတို့အသင်းကတပွေးနိုင်ပြီးတော့၄ပွေးအထိသူတို့ရှုံးထားပါတယ်ဆိုတော့နော်တယ်ဘောရဲ့အနေနဲ့ပရီးမီးယားလိမ်းမှာအချိန်လုံးဝဆိုးနေတယ်တိုးတော်ညာလဲယူကိုပါလိမ်းမှာတော့သူတို့နည်းနည်းကောင်းနေတယ်မက်ချစ်တာအနေနဲ့တင်းနဲ့ဖော်ရဲကကစားပြီးပြီဆိုရင်လူပါလဲဝေးကင်းကစားမှာပါပြီးလို့ချင်းသူတို့တင်းနေတဲ့အိမ်ကွေးမှာပေါ့ဗျာလိမ့်နေတဲ့အသင်းကိုပရီးမီးယားလိကစားဖို့ချင်းနေတယ်လို့အဝေးကွင်းလီဗာပူးရဲ့အိမ်ကွေးမှာပရီးမီးယားလိထက်စီဆိုင်ရမယ်ဆိုတော့ ူတို့အသက်ကောင်းပါဗျာလာမယ့်တုံးခွေကလေးမလွယ်ကူတဲ့အခြေအနေမှာကျွန်တော်ရှိနေပါတယ်မက်ရှင်ဆောင်နေတဲ့အသင်းကိုနိုင်ဖို့မပြောနဲ့သူတို့အသင်းကသူတို့ရဲ့ခံစစ်ကိုဘယ်လောက်ထိကာကွယ်နိုင်ဖို့ပြုမလဲဆိုတာခြုံတဲ့ကတော့ကြံရည်လာမှာပဲပြောလို့တော့မရဘူးဒီရတီမက်ရှင်ဆောင်နေတဲ့အသင်းကနောက်ပိုင်းပွဲစီတွေမှာကောင်းလာတယ်ဆိုပေမဲ့လို့အဝေးကွင်းလက်ရှိအချိန်ဒီအားနည်းမှုကျွန်တော်တို့အသင်းကရှိနေပါတယ်ဆိုတော့ဒီနေ့သင်ရတဲ့တခုဘလို့ထုတ်ပေါ်လာမလို့ဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ ။စာသမားတို့ရဲ့ဒါကနော်တယ်ဖော်ရဲ့အခြေအနေပေါ့ဗျာ။လုံးဝမကောင်းတဲ့ပုံစံမှာသူတို့အသင်းကရှိနေတယ်။ကိုမန်ချက်စတာအောင်နဲ့တဲ့အသင်းကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ဘလို့အခြေအနေရှိမလဲဆိုတာ။ဆိုတော့ကိုအသင်းအနေနဲ့ကတော့ပေါ့ဗျာ။ပရီးမီးယားလိမ်းမှာဆိုရင်၃ပွဲဆဲအနိုင်ရလဲတစ်ခုရှိနေတဲ့အတွက်ဖီယာကင်းတဲ့ပုံစံမှာကျွန်တော်တို့တွေ့နေရတယ်ပေါ့ဗျာ။ အာပရီးမီးယားလိမှာဆိုကျွန်တော်တို့ကိုးဘေးကစားတဲ့၅ဘွေးနိုင်၁ဘွေးသေး၃ဘွေးရှုံပြီးတော့ရာမဲ6မဲနဲ့ CD နဲ့ကျွန်တော်တို့အပေါ်အပေါ်ဗျာ CD ကအစင်ကကိုနေတဲ့သင်ကအစင်6ရှိနေတာပေါ့ဗျာဒါပေမဲ့လို့အောက်ကကြည်ရလို့ချင်းကျွန်တော်တို့လီဗာပူးကတမဲအကော်နဲ့ကဲလိုက်နေတဲ့အတွက် AMR ကဒီနေ့ပွဲကိုအနိုင်ရလဲတခုအေးပွဲစဖြစ်ဖို့လိုတော့ပေါ့ဗျာသင်အနေနဲ့ပေါ့ဗျာဒီနေ့ပွဲစဉ်ကိုရလဲကောက်ကောက်နိုင်ခဲ့မယ်ဆိုရင်တော့အစင်လေးကိုတလဲတော့ဖို့ရှိနေတယ် တခြားအစ်တဲ့ PKD ဖွဲ့စည်းတွေမှာရလဲတဲ့စိုးရနေတဲ့ရှင်တွေတခုကိုယ်ယူနေတဲ့အသင်းကနောက်ပိုင်းတွေမှာဒီကိကိုဆွဲဆောင်ရင်ကောတွေပြတာတွေအတွက်ဒီနေ့ပွဲကလည်းအဝေးခွင့်ဆိုပေမဲ့မက်ရှယ်ဆောင်နေတဲ့အသင်းရဲ့နေပြအမ်ရင်းအတွက်ကတော့ PRLD တော့မရှိတော့ပါဘူးတိုးတော်ညာလဲနိုင်ပွဲတခုအမေရိကန်ရနေတဲ့ပုံစံမှာဆိုရင်ထပ်ပြီးတော့ နိုင်ပွဲဘက်ကိုကျွန်တော်ဥတည်ပြီးတော့တွားရမှာဆိုတော့ကိုအစ်နေနေပေါ့ဗျာပရီးမီးယားလေးကိုးပွဲမှာအင်ကွင်း၅ပွဲကစားထားပါတယ်၄ပွဲနိုင်တင်ရွေးပွဲမရှိပါဘူးအပွေးတိုင်နေတဲ့အတင်ကအင်ကွင်းမှာရှုံထားပြီးတော့တိုက်စစ်ကကျွန်တော်အစ်နေနေ၁၁ကိုရတာပြီးတော့ခန်းစစ်က၆၉တာကျွန်တော်ပေးထားရပါတယ် အင်ကွင်းရမက7မိနစ်ကျော်လို့ရထားပါတယ်အဝေးကင်းကိုကြာလို့ချင်းလည်းပဲအဝေးကင်း၄ဝေးကစားထားတဲ့နေသားတို့မှာတပွေးနိုင်တပွေးသေးနဲ့2ပွေးရှုံတော့ပြီးတော့တိုက်စစ်က၄ခုသာရထားပါတယ်ခင်စစ်မှာချစ်ကိုဒီကျော်လို့ပေးထားပြီးတော့အဝေးကင်းရမက၄မဲပေါ့ဗျာဆိုတော့အင်ကွင်းနဲ့အဝေးကင်းမှာအင်ကွင်းတော်တော်ကောင်းတဲ့အနေအထားတစ်ခုမှကျွန်တော်တို့တွင်နေရတဲ့အတွက်ကျွန်တော်တင်ကလာမယ့်အဝေးခွေမှာဘလောက်ထိဆွဲဆောင်ရင်ကုန်ပြနိုင်မလဲအစီအပိုင်းကကျွန်တော်ယူနေတဲ့အတင်ကစုစုပေါင်း15ခုရထားပြီးတော့ ခန်စစ်ကဆလီကိုပေးထားရတယ်။တိုက်စင်းတဲ့ခန်စစ်ကြောင့်မှကျွန်တော်တို့တကူတာကော်ထားတယ်။ဆိုတော့အတင်းကားပေါ့ဗျာလက်ကြီးမှာတော့တရော့ကိုကောင်းဝင်နေတဲ့နေသားတစ်ခုနဲ့ဖြစ်တဲ့နေတဲ့နေပြအမ်ဝင်ရဲ့ကစားကွက်တွေမှာကစားသမားတွေကတိုင်ဖုန်ညီနဲ့ကစားတာကျွန်တော်တို့တွေ့ရတယ်။ပြီးကလေးပွေးစီတွေမှာဆိုရင်လည်းတကိကိုတူချင်းဆွဆောက်ရဲ့အာ Brighton နဲ့ပွေးစီမှာဆိုရင်လည်းမတည့်ရကိုညာတို့ Brighton အမ်ဝင်လို့ဆိုရင်ဂိုးတွေအမေရိကန်သွင်းခဲ့တဲ့အနေနဲ့တစ်ခုမှရှိနေတဲ့အတွက်ဒီကစားသမားတွေပဲ ပါဝင်လာဖို့နောက်ထပ်ရှိနေတာပေါ့ဗျာဆိုတော့ United အသင်းအနေနဲ့ပေါ့ဗျာနောက်ဆုံးကစားကလေး၅ပွဲမှာဆိုရင်၄ပွဲအနိုင်ရရှိတာပြီးတော့တပွေးသာကျွန်တော်ရှုံးတာတယ်ဒါကိုကြည့်လို့ချင်းတစ်ဖက် Notre Dame ကတပွေးပဲအနိုင်ရတာပြီးတော့၄ပွဲချုံတာတယ်ကိုယ်နေတဲ့အသင်းကတပွေးရှုံးပြီးတော့၄ပွဲအနိုင်ရလဲတခုဖော်ဆောင်တာတယ်နေပြအမ်မိုရင်ရဲ့ဒီပွဲက၄ပွဲဆက်အနိုင်ရလဲတခုနဲ့အဝေးကွေ့မှာဘာလို့ပြနိုင်မလဲထဲပြီးတော့ ဒါကိုကျွန်တော်ဆောင်ကြမယ်တကယ်လေးပဲဒီနေ့ပွေးစီကပြိသက်တွေအတွက်နောက်ထပ်ဆောင်ကြည့်ခြင်းစရာပွေးစီတခုဖြစ်တယ်ကျွန်တော်ပြိသက်တွေမဟုတ်ပါဘူးတခြားစကောသစ်ဖန်တွေလည်းပဲ United အသင်းနောက်ပွေးစီနေမှာဘာလုပ်ပြနိုင်မလဲဘယ်လောက်ထိဒီအသင်းကဆွဲဆောင်ကောတွေပြနိုင်မလားအချင်းတွေစိုးတခုကိုချိနိုင်မလားဆိုတာသူတို့ကလည်းကျင်းနေမှာပဲ ဒါကိုကျွန်တော်တို့သိတာပေါ့ဗျာအမက်ရှက်စာအုပ်နည်းနည်းသင်ကောင်းပါဗျာဒီနေ့ပွေးစဉ်ပြီးလို့ချင်းပေါ့ဗျာလာမယ့်၃ဘွေးအနေထားမှာဆိုရင် စပားကိုကိုယူနေတဲ့သင်ကအဝေးဝေးကစားမှာပါကျွန်တော်စနေနေ့ခြေရ9နာရီပေါ့ဗျာပြီးလို့ချင်းကိုရဲ့ old travel မှာ evidence ကိုပေါ့ဗျာအင်ကာနေ့25ရက်နာရီခွဲမှာခြားရဲ့ကျွန်တော်ကစားဖို့ရှိနေပါတယ်ခရစ်စတီပီလီယင်အင်ခွဲမှာယူနေတဲ့ကတနေ့ကနေနဲ့30ရက်နေ့ပေါ့ဗျာ6နာရီခွဲကစားရမယ်ဆိုတော့ကျွန်တော်အတင်းရဲ့နောက်ပိုင်းပွေးစီတွေကိုကြည့်ရလို့ချင်းစပားကတော့ အာလေကိုရဲအနေနဲ့တကူမရှိနေမှာမဟုတ်ဘူးသို့တော်ညာလဲအဲ့ဒီသုံးဝေးစလုံးကိုတော့ကိုရီအသင်ဘက်ကတော့အာယုံဆိုင်နိုင်ဖို့လိုတယ်တီယာတီပရီးမီးယားလဲယာတီတခုသိမ့်ပြီဆိုရင်အစင်လေးအစင်ငါတခုကိုဝင်နိုင်မလားအာပရီးမီးယားလဲချန်ပီယံဖြစ်ဖို့ပရီးမီးယားလဲဖလာရဖို့ဆိုတာကတော့အလန်းဝေးသေးပါတယ်ဘာကူမတီတီကြကျွန်တော်ယူနေတဲ့အသင်ပြောလို့မရပါဘူးဆိုတော့စာသမားတွေဒါကကိုမန်ချက်စတာနဲ့တဲ့အသင်နဲ့ပြီးကြတဲ့ပွဲစဉ်တွေပြီးလို့ချင်းအစင်စရာ ရှာကိုပေးကိုတွေပေါ့ဗျာ Brighton နဲ့ပွေးစီမှာတုံပြိုခွေးလေးလူစီကိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်အဲ့ဒီပွေးစီမှာဆိုရင်ကျွန်တော်တို့ဂိုသမဖြစ်တဲ့ဆန်နီလဲမဲ့နောက်တဲ့ဆန်တွေပဲသူရောက်မှာဆိုရင်လူချော့ဒီလစ်လီနီယူပေါ့ဗျာကွင်းလေးလေးရောက်မှာဆိုရင်ပထရိတ်တူကိုနားပေးပြီးတော့ဒီကိုဒါလော့ရဲ့ဘရူနိုဖန်နဲ့ကက်ဆီမီရိုညာဘက်အချက်မှာဆိုရင်အာမက်ဒီယာလော Nevetero နဲ့ရောက်ကဂိုးတွေသွင်းခဲ့တဲ့ Brian Emumu နှစ်ကိုမီဒီယာကွန်ညာတကိုဥဆောင်လာပြီးတော့အထောက်မှာဆိုရင်ကျွန်တော်တို့ဘယ်စမိုဆူစကိုပေါ့ဗျာဆိုတော့ အဲ့ဒီပွေးစဉ်ကလူစင်းကတော့ထပ်ပြီးတော့ပြောင်းလဲလာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အဲနောက်ပိုင်းပွေးစဉ်တွေမှာဆိုရင်ဒီနောက်တဲ့၄ယောက်ကအတွင်းညီလာတယ်။သူတို့ပြည်ကျော်တော့ဒီစင်တာဘက်မှာတစ်ချက်ကြည့်ရမှာ။ဘာလို့ဆိုတော့ဒီလင်းနေရာမှာများမကွမ်းရောင်းကိုအသုံးပြုလာမလား။ဒါကဘာလို့ပြောလဲဆိုတော့နော်တယ်ဖိုးရဲ့အတင်က present တော့တာတို့နောက်ပြီးတော့ဒီကောက်တာအထက်တင်တဲ့ကစားလာနေဖို့ရှိတယ်ဒီလိုပုံစံမှာဆိုကျွန်တော်အမြင်ဘောကိုသူတို့ကအတုံးရှာမှာပဲ ိုရီနွေတဲ့အတင်ကလည်းအားနေနေတာကအဲ့လိုမျိုးအမြင်ပေါ်တွေရှိတဲ့အတွက်မကွမ်းရောက်ကုန်မဲ့တုံးလာမလားတိုးတော်ညာလည်းမကွမ်းရောက်ကပြည်ကလေးပွေးစဉ်တွေမှာအင်ဂျူရီနည်းနည်းထိတာတဲ့အတွက်အာကြည့်ရမောပြပွေတဲ့လူချင်းအချင်းတွေမှာဘယ်လိုပါဝင်မလဲဆိုတာဆိုတော့ပွေးထွက်လူချင်းအနေထားကိုကြည့်ရလို့ချင်းပေါ့ဗျာကျော်ဂိုသမနေရမှာတော့ထွေထူးပြောစရာမလိုပါဘူးဆယ်နေလည်းမဲကိုယ်ယူနေတဲ့အတင်နဲ့နောက်ပိုင်း၃ပွေးဆက်လုံးဝအနိုင်ရလက်တစ်ခုကိုပေါ်ဆောင်ထားတယ်လို့သူက လင်းရှိလေးຢာတာပါတယ်နေပြအမွေအတွက်ကလည်းလုံလောက်တဲ့ lesson တွေကိုသူကပြပေးထားတဲ့အတွက်ကုသမနေရာမှာဒီကုသမပေါ့ဗျာဆက်တဲ့ဘက်တော့ကျွန်တော်ခုနပြောသလိုပါပဲတိတ်ပြီးတော့ထူထူပြောင်းလဲမှာမဟုတ်ပါဘူးလူလျှော့ရဲ့ဒီလင်းနဲ့အဲလီနီယူပေါ့ဗျာအလစ်ဆယ်ရိုမာတီနေတို့ဆိုရင်လည်းဒီနေ့ပွဲစဉ်ကိုထက်လွေးဖို့ရှိနေတယ်ဒီကစားသမားကနောက်ပိုင်းတပွဲနှစ်ပွဲလောက်မှာပဲပါဝင်လာဖို့ရှိနေတယ်ဆိုတော့ကွင်းလီလီယားကိုကြည့်လို့ချင်းပထရိတ်တူကလွေးချော်မှာဖြစ်ပါတယ်ထက်ပြီးတော့ဘာလို့လဲဆိုတော့ ဒီကစားသမားကအတင်းနဲ့တူပါဝင်ဖို့ ready မဖြစ်သေးဘူး injury ပြဿနာဖြစ်တာတော့ဘာလို့ပြောတာမဟုတ်ဘူးဒီကိုဒါလောက်ကရှိနေတဲ့အတွက်ဒါလောက်ကိုပြပဲချက်မှာတုံပြလောက်ဖို့ရှိနေတယ်ညာဘက်အချင်းကတော့ဗျာအထူးထူးထူးပြောစရာမလိုပါဘူးအာမက်ဒီယာလိုပြီးလို့ချင်းကျွန်တော်တို့အထိုင်နဲ့ရောက်မှဆိုရင်ဘရူနိုဖာနန်ဒက်နဲ့ကက်ဆီမီရိုနေဗက်တနီယောကကျွန်တော်တို့အတင်းရဲ့လုံးဝအမေရိကန်စုလုပြနေတဲ့မတီးရဲ့ကိုညာဘရယန်အမ်မူမိုအထောက်မှာဆိုရင်ဘင်ဂျမိုဆူဇူကိုကျွန်တော်တို့အတင်းကအဓိကကစားသမား၃လင်းယောက်ကို လက်လက်တော်ဖို့ရှိနေတယ်အဲ့ဒီကစားသမားတွေတင်မှာဆိုရင်အာမေဒီယာလူတို့ပါမယ်ဘရယ်အမ်မိုမိုတို့ပါမယ်ဘီလိုချီမဇရာဝီတို့ပါမယ်သူတို့ရဲ့အာဖရိကနိုင်ငံအသင်းတွေနဲ့ဒီဇင်ဘာလတွေမှာပူးပေါင်းမှုရှိနေတဲ့အတွက်လက်ကြည့်ရှိနေတဲ့အနေအထားမှာဆိုရင်ဒီကစားသမားတွေကိုအမေကဲစုကျော်တို့အသင်းဘက်ကတွန်းပြရမှာဘီလိုချီညာဘက်အချင်းမှာဆိုရင်အာမေဒီယာလူနဲ့ဘရယ်အမ်မိုမိုကအတွေ့ညင်ညင်တရုပ်ဆောင်နိုင်တယ် sorry အသင်းညင်ကျွန်တော်ကစားနိုင်တယ်လုံးဝကိုဖန်တီးမှုတွေရော သူတို့စီကနေ fast pay ပို့မှုနဲ့ long pay ပို့မှုနဲ့နောက်တစ်ချက်က area ပေါက်သေးကိုကျွန်တော်တို့တိုးဝင်ပြီးတော့ amedia လို့ဖြစ်ဖြစ် brian အမှုမှုဖြစ်ဖြစ်တူချင်းဆန်းဆောင်ရေး physically ဘိုင်းမှာလုံးဝကောင်းမွန်တဲ့အတွက်ဒီအတွေ့နှစ်ယောက်ကိုကျွန်တော်ပေးထားလို့မရဘူး amedia လို့ပါဝင်လာပြီဆိုကြတဲ့ကနေ brian အမှုမှုတော့ပါပါမယ်မတည့်ရကိုညာကလည်းဥဆောင်မှုရှိနေတဲ့အတွက်မေဆယ်မောင်တို့ပြီးလို့ချင်းကျွန်တော်ပထရိတ်တူကတော့အရင်ပေါ့ဗျာ ကွေးလင်မှာဆိုရင်ကိုဗီမိုင်နုကပါဝင်လာဖို့မရှိပါဘူးနေပြအမ်ဝင်ကဒီကစားသမားတွေကိုတိတ်ပြီးတော့ရင်မပေတဲ့အတွက်လက်ချီကျွန်တော်ရဲ့ခင်မင်းချေပေါ်ဗျာတကယ်လေးပဲဒီစစ်တယောက်ကအတင်းအတွက်ကောင်းမွေတဲ့ဆွဲဆောင်ရင်ကောက်တစ်ခုနဲ့ခြေစဲတွေဒီညီညီပြပြီးတော့ဖွေးစီတဲ့လူမှအမေကင်စုံလုတ်ပြထားတဲ့အတွက်ဒီစစ်တယောက်ပဲကျွန်တော်အနေနဲ့ပွေးထုတ်လာမယ်လို့ခင်မင်းမိတယ် မင်းတို့ကိုသမနေရာမှာပရင်တာတို့ဘာလို့လုံမနေနဲ့တော့ပြီလို့ရှိရင်နောက်တက်မှဆိုရင်လည်းပဲလီနီယူကိုခောက်ထားမယ်မကွမ်းရကိုပွေးထုတ်လာမယ်ဆိုရင်အဲ့ဒီကစားသမားအတွက်ကလည်း injury ပြဿနာအတွက်စိုးရင်စရာဖြစ်တယ်ဆိုတော့ညကတို့အနေနဲ့ဒီနေ့ပွေးစဉ်ကဘယ်လိုထင်မြင်ချက်ရှိလဲသူတပင်းကိုသမတဲ့ပြီလို့ရှိရင်ကွင်းလီတို့တိုက်စစ်တို့ဒီစစ်တယောက်ထဲမှာ Northern Foreign နဲ့ပွေးစဉ်အတွက်အမေရိကဘသူတွေကိုရွေးချယ်အသုံးပြုမလဲကိုယူနေတဲ့အတင်းကပရီးမီယာလေး၄ပွေးဆက်ကိုအဝေးကွင်းပွေးစဉ်မှာအနိုင်ရလက်တခုဖော်ဆောင်နိုင်မလား လာမည့်ပွေးစဉ်အတွက်ကိုကိုရီးယားတင်ဘက်ကလည်းကစားသမားတွေရည်ချီမှုအပိုင်းမှာဘယ်လိုလေးပုံစံမျိုးတောင်းနိုင်မလဲအမ်မရဲအနေနဲ့ခင်စစ်ကိုအားပြုလာမယ်ခင်စစ်ကြည်လမှုကိုတုံ့ရှာပြီးတော့သူတို့ရဲ့လုံးဝရှုံးပေးဆင်နေတဲ့အနေအထားတစ်ခုကိုကိုယ်နဲ့တဲ့အတင်းနဲ့တွေ့တဲ့အခိုင်မှာသူတို့ရှောင်းတိုင်းနေပြကဘလောက်ထိကျွန်တော်ဒုက္ခပေးနိုင်မလဲအဝေးကွေးမှာကိုယ်ယူနေတဲ့အတင်းကတဖက်နော်တယ်ဖော်ရဲကိုဘလောက်ထိနေပြပါပိုင်နေစနေအပိုင်းဒီမှာအလုံးလုံးစက်စက်ရှိမလို့ဆိုတာညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင် အဲ့ဒီပွေးစဉ်ပြီးလို့ချင်းကျွန်တော်အနေနဲ့ပွေးပြီး38ကိုလို့ထည့်မှတ်ပြီးတော့တင်ဆက်ပေးဖို့ရှိပါတယ်မနေ့ပြန်လောက်မှဆိုရင်ပေါ့ဗျာနေပြအမ်မိုရင်ကပရက်စကော့ပဲတည်ဆန်းရှင်းလင်းပွဲမှာဆိုရင်ဘသူတွေကိုပါဝင်လာဖို့ရှိမလဲဘသူတွေကအင်ဂျီပြဿနာရှိနေလဲလီဆန်နိုမာတီနက်နိုနဲ့ပတ်သက်ပြီးတော့လေတည်နေကပရက်စကော့ပဲမှာပြောဖို့ရှိတဲ့အတွက်အဲ့ဒီပရက်စကော့ပဲတည်ဆန်းရှင်းလင်းပွဲကဗီဒီယိုကိုလည်းကျွန်တော်အနေနဲ့တင်ဆက်ပေးဖို့ရှိပါတယ်ဆိုတော့အဗီဒီယိုလည်းဒီလောက်ပါပဲမန်ချက်စတာဝင်တဲ့အသင်းကအဲ့ဒီပွဲစဉ်တစ်ခုကိုအမေရိကန်စုံလုပြနိုင်ဖို့ပဲကျွန်တော် ညွန်လင်းရမှာပေါ့ဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ထဲလေး United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိလေကြိုးစားပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုပူပေါင်းကြပါအောင် like and subscribe လေးတွေမလိုအပ်သေးရင် like and subscribe လေးနဲ့ notification ကောင်းလေးကိုတီထိုင်ပြီးတော့အားပေးစောင့်မျှော်ကြပါအောင်လို့ထည့်မှတ်ပြီးတော့ပြောကြရင်လည်းဗီဒီယိုလေးကိုကျွန်တော်အဆုံးသတ်လိုက်ပါတယ်အားလုံးပဲကိုကျဲမှာစိတ်ချမ်းသာတဲ့အရာပြည့်စုံနိုင်ကြပါစေအားလုံးပဲ okay ပါ